င်မထားဘူးဗျာလူငယ်ဆရာလင်းညွတ်တရာက2025ခုအတွက်ဟောထားတာဒီလောက်မှန်လိမ့်မယ်လို့ပြန်ကြည့်ကြည့်ပါနော်နှစ်တာပဲဖြစ်ပါတယ်2025ခုနှစ်အတွက်မြန်မာနိုင်ငံကြီးရဲ့ဟောကိန်းအချိန်တွေကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ဒီ Facebook page တွေမှာလည်းဒီစာအနေနဲ့လည်းရေးသားပေးထားပါမယ်ဒါကတော့ကျွန်တော်ဗီဒီယိုဖိုင်လေးနဲ့ကျွန်တော်ဒီရိုက်ကူးပြီးတော့တင်ဆက်ပေးတာပဲဖြစ်ပါတယ်တဲ့ အဓိကကျသောနိုင်ငံရေးအကျဉ်းသားအမြောက်များလွန်မြောက်လာပါလိမ့်မယ်။အချို့သောအကျဉ်းသားများကတော့လွန်မြောက်ခံပြီးအကျဉ်းထောင်အတွင်းမှာပဲကွယ်လွန်အနေစာရောက်ကြပါလိမ့်မယ်။နှစ်၂025မှာရွေးကောက်ပွဲကိုမဖြစ်ဖြစ်အောင်စောင့်ရက်တာတွေရှိလာပါလိမ့်မယ်။ထို့ရွေးကောက်ပွဲကြောင့်ပဲနိုင်ငံရေးအရာရှုပ်ထွေးမှုများဖြစ်ပေါ်လာပြီးထို့ရွေးကောက်ပွဲကြောင့်ဗတ်ကွဲမှုတွေဖြစ်ပေါ်လာတတ်ပါတယ်။၃မြန်မာနိုင်ငံအရှိအချမ်းတွေ အလွန်အမင်းပြင်းထန်သောတောင်ပြိုခြင်းမြေပြိုခြင်းငလင်လုံးခြင်းများဖြစ်ပေါ်တတ်ပြီးတော့2025၏အကြီးကျယ်ဆုံးသောမြေနှစ်ပတ်သက်သည့်ကပေးကြီးဖြစ်ပေါ်လာတတ်ပါတယ်၄အရင်နှစ်များစွာကစစ်မှန်ပြင်းထန်ခဲ့သော နေရာများစွာတွင်စစ်မှန်များကင်းလွတ်လာပြီးတော့စစ်မဖြစ်ခဲ့တဲ့နေရာတွေမှာစစ်ကြီးများစွာ ဖြစ်ပေါ်လာတတ်ပါတယ်၅ကမ္ဘာလုံးဆိုင်ရာဥပဒေတစ်ခုဖြင့် မြန်မာနိုင်ငံအားထိရောက်သောတရားစီရင်မှုများ ဆောင်ရွက်လာပါလိမ့်မယ်၆2025ခုနှစ်2024တဲ့အလွန်မဲစစ်ပေးတက်ရောက်မှု အများဆုံးနှစ်ဖြစ်လာပါလိမ့်မယ်ခုရခိုင်ပြည်နယ်သည်ပထမဆုံးသောလူမျိုးရေးနယ်မြေတစ်ခုဖြစ်လာပြီးတော့ကိုပိုင်ဥပဒေသင်များကျင့်သုံးပြီးပြည်နယ်တစ်ခုဖြစ်လာပါလိမ့်မယ်2025တွင် ရခိုင်ပြည်နယ်သည်နိုင်ငံသားရေးရာရော စီးပွားရေးရာရော တန်ကိတမန်ကြီးရေးရောပြောင်းလဲမှုအများဆုံးနှစ်လို့ပြောလို့ရပါတယ်ရှစ်နှစ်အတော်ကြာ speed out လုံပင်းချင်းမှလွဲပြီးတော့ဘာမှထူးထူးခြားခြားမလုပ်ပေးခဲ့သည့်အခြားသော နိုင်ငံများမှ2025မှာတိတိတာတာမြမရေကို ပါဝင်ပတ်သက်လာပါလိမ့်မယ်။ကိုမြမနိုင်ငံ၏ရင်ကျေးမှုကိုသတ်မှတ်ခံထားရသောရင်ကျေးမှုအဆောက်အဦများ၊နေရာဒေသများ၊သဘာဝကြောင့်ရော လူတို့ကြရောအပြည့်စီများပြပါလိမ့်မယ်တဆယ်စစ်ကောင်စီအဓိကအတွင်ပိုင်းတက်ရင်များအထိအတိုက်ခိုက်ခံရမှုများများပြလာပြီးရာတို့ကြီးပိုင်းများဗပြမှု နေရာအရှိပြောင်းခံရမှု ကွယ်လွန်အနေဆာအယောက်များမှုအချင်းချင်းလုံးကြံမှုဖြစ်ပွားမှုများတဲ့တစ်နှစ်ဖြစ်ဖြစ်လာပါလိမ့်မယ်စက်တစ်2025ခုနှစ်မြန်မာနိုင်ငံကြီးရဲ့စီးပွားရေးအခြေအနေဒီ 2024တဲ့ပုံမူကြာစဲလာတဲ့ပြီးတော့